မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မူလီဝတ္တနယ်ဇလာပေတာညချမ်းမူအစည်းထဏမှာ2025ခုနှစ်အော်တိုဘာလ16ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုက်တော်ရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြည်တော်ရှမ်းကုန်းမြို့နယ်မန္တလေးမြို့တို့မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်ဆီလို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးတို့မှဖမ်းအောင်ရရှိခဲ့ပုံရ ဘင်္ဂလားပင်လယ်ရှေ့လယ်ပိုင်းမှာတိမ်နေငယ်ဖြစ်တော်နေပြီးကပ်ပလီပင်လယ်ပြင်နေကြိုင်မင်္ဂလားပင်လယ်တို့မှာတိမ်တင်တင်မှတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီး အေရူတနိတာကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနိတာကြီးတို့မှာမိုးရိမ်နှောင်များပြတ်ထွက်မှုအကောင်းငယ်ရှိပြီးအဆိုပါမိုးရိမ်နှောင်များရွတ်လျားရနေတဲ့ရှောင်းမှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ကတ်ခြင်းမိုးထချုံခြင်းမိုးကြိုပြစ်ခြင်းနှက်စည်းလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလီဝတ်တာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်တန်တနီတိုင်းနဲ့ပြည်နယ်များမှာတိမ်တင့်တင့်မှတင်ထူထပ်နေရကိုတွေ့ရပါတယ်။အပူပိုင်းမုန်တိုင်းဖန်ရှင်ချင်းနေတဲ့ ီကနေ့မြန်မာစံတော်ချိန်စက်ခွန်30နာရီချိန်တိုက်ထွန်ချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံဆာမာဂျော်နီမှာဖြစ်ပေါ်နေတဲ့အပူပန်းမုန်တိုင်းဖန်ရှင်ဟာအနောက်နောက်မြောက်ဘက်သို့ကျွလျခဲ့ပြီးဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းသို့ရောက်ရှိခဲ့ပါတယ်။အဆိုအရပူပန်းမုန်တိုင်းဖန်ရှင်ဟာအနောက်မြောက်ဘက်သို့ကျွလျနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းသို့ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်ော် ခြေနီမှာဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီး ကပ်ပလီပင်လယ်ပြင်နယ်၊ကျန်မင်္ဂလာပင်လယ်တို့မှာတိမ်တင့်တင့်မှတင်ထူထန်နေပါတယ်။မြမပင်လယ်ပြင်မှာနိုင်နေငယ်မှာတင့်တင့်ရှိပါမယ်။လိုင်းမြမမြမကန်ရံတရှောင်းနဲ့ကန်လုံပင်လယ်ပြင်တို့မှာလေးပင်မှာ၆ပင်ခန့်ရှိနေပါတယ်။မနှက်ဖြန်မွန်တဲချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်မကွေးတန်းဒေသကြီးနေပြည်တော်စကိုင်းတန်းဒေသကြီးထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေအောင်ကြောင်ချင်းပြည်နယ်မန္တလေးတန်းဒေသကြီးပဲခူးတန်းဒေသကြီး ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကြကြိမ်အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး စကားတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကယားပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစစ်စစ်နေရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမိုးထချုံရွာပါမယ်နေပြည်တော်နဲ့ညီတော်အိမ်နှစ်ဖြန်အတွင်း မိုးလေဝသအခြေအနေခမှန်ကြမှာနေရာကွက်ကြားမှုတချို့ရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ရှန်ကုန်းမြို့နယ်နေတော်မြေပြန်တွင်မိုးလေဝသအခြေအနေခမှန်ကြမှာလည်းနေရာကွက်ကြားမှုတချို့ရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟိုက်နဲ့အနိပ်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီရဲ့85ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။ မန္တလေးမြို့နယ်နေတော်မနပြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာလဲနေရာကွက်ကြားမိုးတချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီယပ်67ဒီဂရီဖာရန်ဟိုက်နဲ့အနှိမ့်ဆုံးမူချိန်မှာ26ဒီဂရီဆက်စီယပ်89ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခံမှန်းကြမ်းအနေနဲ့ကတော့တနင်္လာရီတနင်္လာကြီးမှာမိုးပူလာပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်